ိပါတယ်။ तू อ่ะအများကြီးပံ့ပိုးတယ်။ तू อ่ะမလုံးချင်လဲမလုံးနဲ့လုံးချင်လဲလုံး။ဘာဖြစ်ဖြစ်ပျော်ရင်ပြီးတော့မပျော်ဘူး။အရန်စိတ်ဖြစ်စီလာရင်လဲ तू อ่ะမလုံးချင်လဲမလုံးနဲ့။ तू อ่ะအဲ့လိုပုံစံမျိုး။ तू อ่ะကြတော့ဟိုအောင်မြင်ဖို့ဆိုတာချက် तू อ่ะပျော်ရွှင်ဖို့ဘက်ကိုပို့ဦးစားပေးရပေါ့နော်။အဲ့လိုမျိုးပေါ့။အဲ့လိုအင်တာဗျူးပါဆို तू ရှက်တယ်အဲ့လိုကင်မရာရမ်းများရော तू ရှက်တယ်ပေါ့နော်ဟိုတစ်ခါလေကြာရင်ကိုကထားခဲ့လိုက်တာမဟုတ်ဆို तू ကလည်းတိတ်နားမလဲရောလေ तू တယောက်တည်းကိုက တငယ်ချင်းနဲ့စကားပြောပြီးအဲ့လိုမျိုးဆိုသူတယောက်ထဲအဲ့လိုငောင်းနေမှာပြင်းနေမှာဆိုးလို့ပေါ့အဲ့လိုအဲ့လိုတချို့ဟိုတချို့ပွဲကြတယ်မဆိုင်ရတမင်ထားခဲ့လိုက်တာပေါ့ကိုယ်လည်းအလုပ်ကိုအာရုံစိုက်နိုင်အောင်ပေါ့နော်သူတချို့ဟာကိုသူတိတ်ဘန်းစကားပဲဆိုမသိဘူးစကားရအမြဲပြောလို့သူနားမလဲဆိုတော့ခါကြတယ်တော့လို့ထားခဲ့လိုက်ရှုပ်လို့ဟောအဲ့မြအရင်ချစ်တာမဆိုင်ရကအာအဲ့လိုမျိုးသူတတင်းနေပါမပြောဘူးအိမ်မှာပဲနိုင်ချင်တာစပါပါ ားပေးရမှာပေါ့ကိုစိုးဆိုင်မယ်ဟိုငငယ်ရဟိုအားပေးရဲ့အာအနုပညာရှင်တယောက်ပါနောက်ဘွားမဆန်ရိုးအလုပ်တွေတူတူလဲအများကြီးတွဲလုပ်ခဲ့ကြရဲနှစ်ပေါင်းများများစွာပေါ့နော်ကိုဆိုင်တို့ friend zone နဲ့လည်းမဆန်တိုးရေအများကြီးတွားဘူးရဲအာကိုဆိုင်ကတကယ်ကိုမဆန်ညီတွဲဟိုဟာ mentor တယောက်လိုပါပဲသူ့ရဲ့အာသူ့ရဲ့အနုပညာအားထုတ်မှုတိုင်းတော့တကယ်ကိုလေးစားပါတယ်ဟုတ်ဟုတ်တော်တော်ကြီးတယ်10နှစ်17နှစ်လောက်ပေါ့မဆန်ရိုး17နှစ်လောက်တည်းဟုတ်ကဲ့ဟုတ်ဟုတ် ဒီချိန်မှာသတိထားမိလဲတော့မသိဘူးဒါပေမဲ့မိဆက်ရုံငငယ်9တန်း6တန်းလောက်အရွယ်ကကိုဆိုင်တော့အရင်နာမည်ကြီးနေပြီ အဲကိုဆိုင်လည်းရမ်းငယ်သေးတယ်မဆိုင်တော့ခလေးလေးပဲရှိသေးတယ်အဲ့မှာ acid တို့ပါတော့ ਨੇ ကိုဆိုင်တို့စထွက်လာရဲ့အဲ hip hop ကိုမြန်မာနိုင်ငံမှာစပြီးတော့ဆိုကြရဲ့ rap တွေစဆိုကြရဲ့ပေါ့နော်အဲကိုမျိုးကြော့မြန်မာကနေစရဲပြီးတော့ acid တို့စရဲပြီးတော့ဆိုင်းဆိုင်တို့ system တို့အများကြီးပေါ့နော်အဲ generation တစ်ခုတော့မဆိုင်နေအရင်အားပေးခဲ့တယ်သူတို့ကြောင့်လည်းမဆိုင်နေက rap rap တွေဆိုဖို့အတွက်မဆိုင်နေဆိုတာဟိုစပြီးတော့ rap ဆိုတာကိုသူတို့ကြောင့်လည်းမြန်မာနိုင်ငံမှာစထိတွေ့ခဲ့ရဲ့ပေါ့နော်အဲသူတို့စနားထောင်ပြီးတော့မှတခြားနိုင်ငံသား rapper စနားထောင်လာမြန်မာနိုင်ငံမှာ အရန်ဆိုခုပေါ့ first generation ပေါ့နော်အဲ့တော့အဲ့ထဲတဲ့အပေးခဲ့ရပါဟုတ်ဒီထာမီကကိုဆိုင်က work ethic ပေါ့နော်ကိုဆိုင်က work ethic အရင်ကြည့်ရဲနောက်ပြီးတော့တစ်ချိန်ကုန်သူ့ရဲ့ ဒီအနုပညာမှာ तू ဘာဘာလုံးနေမလဲအဲ तू ဘာလုံးရမလဲဆိုတော့တနေ့တနေ့လာမှာ तू ဘာလုံးရမလဲဆိုတော့ तू အမြဲ तू လေ့လာရဲ तू အားထုတ်တယ်ဟို तू အကုန်အကုန်လုံးတက်တယ်ကိုဆိုင်တကယ်တော့လေမိဆက်နေကိုဆိုင်နဲ့တေချာအလုပ်လုပ်ကြည့်ရဲ့အချိန်မှာကိုဆိုင်မလုပ်တက်တာတော်တော်ရှာရယ်ဗီဒီယို editing လုပ်တက်တယ် lyrics video တွေတော့လုပ်တက်တယ်အကုန်လုံး तू လုပ်တက်တယ်အခုဆိုရင် तू ဒီနေ့မနေ့တင်ထား AI ဟိုဟာနေ तू ကလိနေပြီ AI နေလဲ तू စကလိနေပြီကွာအမှန်တိုင်းပြောရရင်ဟိုတော်တော်ကြီးဟိုခင်းတဲ့အညီအရန်ကိုလိုက်လုံနိုင်ပြီးတော့ဟို work ethic တော်တော်ကြီးပြီးတော့ ဟိုအလုံး तू तू အလုံးလုံးဟာတော်တော်ကြိုက်ပုံရတယ် तू အရင်လေးစားတယ်မဆက်နေ तू အလုံးလုံးနိုင်နေစွမ်းရည်တော်တာဟိုဟိုလူတွေကတော့တချို့ထင်မယ်ပေါ့နော်ဟိုလူမှာကံ့ညံဝရိယရှိရပေါ့နော်ဟိုသူကံကလည်းအမှုပညာလို့ကိုပါလာတယ်အဲ့လိုငယ်ကလည်းကောင်းတယ်ကွာဝရိယလည်းတကယ်ကိုကောင်းတယ်ကိုဆိုင်ကတော်တော်ဝရိယကောင်းတယ်တယ်မှာပါဟုတ်ဟုတ်ဟုတ်ဆိုင်နေတာဆိုင်နေတာမြောင်းလေးမှာအချင်းဟုတ်ရှိပါတယ်ဟုတ်မထွက်သေးဟုတ်ကဲ့ဟုတ် ခုချိန်မှတ်တက်တရတော့မဆက်ရ music video မရိုက်ရသေးလို့ဟုတ်ဟုတ်ဟိုကထွက်လာမှာပါဟုတ်ဟိုကဈာရဲမှာတော့ကိုစားရဲ့ဒီဟိုကားလေးဘတော့ကဂီတာရဲ့မှာတော့မစ်ဆက်နီတချင်းဝင်ရေးထားတယ်ပိုးမမီတာကိုစားခုတ်ပြည့်အခန်းမှာနေမရှိလုံးဖြစ်တဲ့လူသားအဲအဲ့မှာတော့လေအစတော့ကိုစားရင်အဲ့လိုမျိုးမစ်ဆက်နေကိုစားရင်လဲဆိုမယ်ပေါ့အမရာနဲ့၃ယောက်ပေါ့ဒါပေမဲ့အဲ့မှာယောက်ျားလေးအပိုက်ထဲလို့ အဲတိတ်မလိုက်ဘူးပေါ့နော်အဲ့ဒါမစ္စန်နေအမရာနဲ့ပဲဖြစ်သွားအဲ့တော့ကတစ်ခေါက်တူတူလောက်ကြရဲအဲ့တော့ဟိုမစ္စန်နေပဲရေးရဒါပေမဲ့ arrangement တွေပါအကုန်တူတိုင်ပြီးလောက်ကြရဲကိုဆိုင်တွေကတော့၂ယောက်တွဲရတော့လောက်ထားပါရဲအဲ့ဒါတော့အပျော်သချင်းလေးပဲပေါ့နော်အဲ့ဒါအဲ့ဒါတော့ထွက်လာမှာပဲပြောရင်ဟိုမယိုးရမှာစလို့ဟုတ်ကဲ့ဟုတ်အဲ့တပုတ်ပါအဲ့တပုတ်ပါပဲဟုတ်အဲ့ကျန်တာကတော့အဲ့လိုမျိုးပေါ့အဲ့တပုတ်ဆိုမယ်မစ္စန်တွေတော့အဲ့ဒါကို၃ခါလောက် ဖန်တီးထားတယ်ကျွန်တော်ကတော့ဂျားထဲမှာအဲခုနပြောဘယ်တော့ကဂီတာမှလည်းမဆန်ရိုးအဲတူတူတချင်းကိုလုတ်တယ်ဘလို့အเจ้าညာလုတ်ကြမယ်မဆန်ရေးရဲဆိုမှကိုစားရလဲပြီးသားနေခိုက်လုတ်တယ်နောက်ဘူကတော့ဂျားထဲမှာလည်းမဆန်ရိုးတိုးရေပွဲရေအများကြီးနှစ်ပေါင်းများစွာအတူတူသွားခဲ့ပါတယ်ကိုစား friend ဆိုပွဲရေမှာလည်းအများကြီးအတူတူလက်တွဲခဲ့ဟုတ်ကဲ့အဲဘလို့ပြောရမလဲဆိုတော့ကိုစားရောက်ကြတော့ဟို မစက်နေလို့ကြိုက်တယ်မကြိုက်ဘူးဆိုတာထက်ပေါ်ဟိုဟိုတရုတ်ဆောင်နာရဲ့ scale ကိုဘာလို့မစက်နေရဲ့အတွက်ပေါ်ကိုစားရဝေဖန်စရာလူတယောက်လို့မစက်နေမမြင်ဘူးဘာဖြစ်လဲဆိုတော့ဟိုသူကတကယ် legendary artist တွေအောင်မစက်နေတော့အကုန်လုံးသူ့ကိုကြည့်ပြီးတော့အတူယူကြရယ်ပေါ့နော်အတူယူရယ် artist တွေအောင်လို့မြင်နေအဲ့တော့ဟိုသူဘာလို့လို့ကိုကအမြဲ learn လုပ်နေရဲ့ဟို perception ဘက်ကပဲမစက်နေအမြဲကြည့်ရယ်ဟိုရေးလေးလေးလေးစားရယ်သူ့ကိုအရန်တော်ရယ်လို့မြင်နေဟိုလိုမျိုးသူ့ဘယ်ဟာပိုကောင်းလဲအဲ့လိုမျိုးမစက်နေမပြောတတ်ဘူးပေါ့ဟုတ်ကဲ့ဟာ အဲ့မော်သူ့လောက်တော့ဖြစ်တယ်ဟို resilience မကောင်းဘူးဆန်နေရလေအမှန်တိုင်းပြောရင်ဟိုသူတို့နီနီခင်စော်တို့ရဲ့အဲဒီဒီလိုမျိုးနဲ့အပတ်သက်တဲ့အပိုင်းကိုဆန်နေအများကြီးအတူယူပါတယ်အာဘာဖြစ်လို့လဲဆိုတော့သူတို့ကအမြဲသူတို့ခေါင်းကြီးထဲမှာသူတို့ဘာလုပ်ရမလဲနဲ့ဒီအလုပ်ကိုသူတို့ကမစ္စန်နီယာကြောင့်နည်းနည်းခလေးဆန်တယ်ပေါ့နော်မစ္စန်နီယာနည်းနည်းစိတ်ညစ်တိုင်းရှင်မစ္စန်နီယာချို့ဟာဆိုလွှတ်ချလိုက်ခြင်းတယ်တို့အဲ့လိုအဲ့လိုမျိုးနားလိုက်တာမျိုးအဲ့လိုမျိုးရှိတယ်သူကသူတို့ကြတော့ ဘယ်လိုပြောမှာဖာအဲ့လိုမျိုးဒီအလုပ်ကိုသူတို့ချစ်တယ်ဒီလုပ်လုပ်ဖို့သူတို့မွေးဖွားလာပြီးတော့အာဒီဟာကိုသူတို့အားစိုက်ပြီးတော့သူတို့အဲ့လိုလုပ်နေတဲ့ဟာမျိုးပေါ့နော်မပြောပြတတ်ဘူးအဲ့လိုမျိုးကျန်းနေပေါ့စကေးကျန်းနေပေါ့ဒီနေ့ဖန်ရလို့တွေ့ရကောက်ဖို့လားဟုတ်ဒီဖန်ရမိုးရလို့ဆိုအေးမယ်ထင်လို့ပေါ့လဲတာပြတာအခုတော့ချိုးရထွက်อ๋อถ้าถ้าจะมีเส้นนี้สไตล์เอ้กูซ้ายจะกัดไลฟ์สไตล์เอ่อถ้าถ้าจะมีเส้นเงยๆเนี่ยหรือ န်ရင်တော့ပန်ပန်နေဟိုရလဲလို့ကြိုက်လိုက်သေးတယ်ဆိုတော့သူကရှောက်မျက်နှာမှာရှောက်ဆွေးရကြိုက်တယ်။အာငွေရကကိုစားဟိုဟာဖြစ်တာငွေရကကိုစားပွဲဆိုတွားပြီးတော့လေသူက promotion ပွဲအဲ့တော့ blazer တော့ဘာလို့မှတငယ်ချင်းနဲ့တွားတိုးပြီးတော့အဲကြည့်ကြည့်ရဟာအမှတ်တရပါရှိပါရဲ့ तू อ่ะအများကြီးပန်ပိုးပဲ तू อ่ะမလုံချင်လဲမလုံနဲ့လုံချင်လဲလုံဘာဖြစ်ဖြစ်ပျော်ရင်ပြီးတော့မပျော်ဘူးအရန်စိတ်ဖြီစီလာရင်လဲ तू อ่ะမလုံချင်လဲမလုံနဲ့ तू อ่ะအဲ့လိုပုံစံမျိုး तू อ่ะကြတော့ဟိုအောင်မြင်ဖို့ဆိုတာချက် तू อ่ะပျော်ရွှင်ဖို့ဘက်ကိုပိုဦးစားပေးရပေါ့နော်အဲ့လိုမျိုးပေါ့ ဟိုအဲ့လို interview ပါဆို तू ရှက်တယ်အဲ့လို camera ရမ်းများရင် तू ရှက်တယ်ပေါ့နော်ဟိုဒီခါလေးကျရင်ကိုကထားခဲ့လိုက်တာဆိုတော့ तू ကလည်းတိတ်နာမလဲရောလေ तू တယောက်တည်းကိုက တငယ်ချင်းနဲ့စကားပြောမျိုးအဲ့လိုမျိုးဆိုသူတယောက်တည်းအဲ့လိုငောင်းနေမှာပြင်းနေမှာဆိုးလို့ပေါ့အဲ့လိုအဲ့လိုတချို့ဟိုတချို့ပွဲကြတယ်မဆိုင်ရတမင်ထားခဲ့လိုက်တာပေါ့ကိုလည်းအလုပ်ကိုအာရုံစိုက်နိုင်အောင်ပေါ့နော်ဒါမျိုးဆိုရင်ဟိုကိုကလည်းစကားရေးလျှောက်ပြီးတော့တငယ်နဲ့သူသူကကြတော့လည်းနားမလဲဘာဖြစ်နားလဲဆိုမှသူပြန်လည်းမပြောတတ်ဘူးနည်းနည်းပါးပါးပဲဟိုသူတချို့ဟာသူသိဘန်းစကားပဲဆိုမသိစကားရအမြန်ပြောတယ်သူနားမလဲဆိုတော့ခါကြတယ်တော့လို့ထားခဲ့လိုက်ရှုပ်လို့ဟောအဲအမြန်ချစ်တာမဆိုင်ရအာအဲ့လိုမျိုးသူတတင်းနေပါမပြောဘူး အိမ်မှာပဲနိုင်ကျင်တာစတာပါဟုတ်ဟုတ်ဒီကားလေးကိုခေကားလေးပါကြည့်ကြည့်သွားပြီပေါ့ဟုတ်အရင်ကောက်ပါလေအဲစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့လိုပိုးမိတာနေကဘလို့ဖြစ်မိတို့ဟိုက်တွေကဘလို့ဖြစ်မလဲဆိုတာသိကျင်တယ်ဒါကတော့လက်ထွေးဘွားအချစ်ဆိုရင်တော့နှလုံးသားနှုတ်လိုက်ရမှာ။မိဆက်နေတော့တလုံးနှလုံးသားနှုတ်ကိုအရင်လိုက်တဲ့လူတယောက်ပေါ့နော်။ဟိုအုံနောက်ကတော့နည်းနည်းရောစဉ်းစားပါတယ်။ဟိုအရင်အရင်ရောဟိုမိုင်ယူရဲ့အရင်မဆန်ဘူး။ဒါပေမဲ့အဲ့လိုနှလုံးသားနှုတ်တော်တော်လိုက်ရမှာလည်းပါပါတယ်။ဟုတ်ဟုတ် mostly ဟုတ် အဲဗစ္စလမိုကာလီကအဲထွေလာမာရဲ့အရင်ကမိုက်နေပါပြီအဲ့တော့ပြိသက်တွေလည်းမိဆိုင်လည်းအခုမှကြည့်ရမှာပေါ့နော်အဲဒါမဲ့ကြိုက်ထားတဲ့ color တုံးတဲ့ quality တွေဒါတော်တော်ကောင်းတယ်ပေါ့နော်မိဆိုင်ကြည့်ကြည့်ရသလားအဲ့တော့ပြိသက်တွေအားပေးရကြွနေတဲ့ color ဖြစ်မှာပါလားအားပေးဖိတ်ခေါ်ချင်ပါသေးတယ်ဆိုတာဟုတ်